အားလုံးပဲမင်္ဂလာပါရှင်ဝတ္တရှိကတော့ Next Gallery Channel ကနေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဝတ္တရှိတို့ N3 ခန်းကြီးတွေကတဲ့ဟန်နဲ့ပတ်သက်တဲ့ဒီခန်းကြီး၅လုံးကိုပေါ့နော်ဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်လက်ကလေးတွေနဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေဟုတ်ပြီအဲ့တော့ပထမအဦးဆုံးဝတ္တရှိတို့ကွယ် N3 လက်ရောက်ကြပြီဆိုတော့ဒီစိတ်ပိုင်းလေးကိုလက်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်မသိသေးဘူးဆိုရင်လည်းအခုကနေကစမှတ်ပါဒါလေးဒီလက်ပါဟုတ်ပြီအဲ့တော့ဒီမှာလက်ကလေး လက်ကလေးရဲ့နောက်မှာဒီဟာလေးက n4 ကတင်ခဲ့ရတယ် re mass အုပ်ကိုက်ညီတာကိုက်ညီတာကိုက်ညီတယ်ဆိုတဲ့အတိတ်ပဲအဲ့တော့လက်နဲ့လေကိုက်ညီတာလေးကိုဟီရိုကောက်ယူမယ်အဲ့တော့လက်လေးရဲ့ကိုက်ညီတာလေးရဲ့တွဲလိုက်တဲ့အခါမှာဟီရိုကောက်ယူသည်ဆိုတဲ့အတိတ်ပဲလက်နဲ့ကိုနဲ့ကိုက်ညီတာလေးကိုဟီရိုကောက်ယူမယ်ကောက်ယူရတဲ့အကြောင်းကိုလေရှ်တူတူဂျူဂျူမသိစေနဲ့နော်ရှူး တူတူဂျူဂျူမသိစေနဲ့နော်သူ့ရဲ့အုံးယော်မီတွေကရှူရဲ့ဂျူရဲ့ပြန်ပြောမယ်နော်လက်နဲ့အောက်ကိုက်နေတာလေးကိုဟီတို့ကောက်ယူမယ်ကောက်ယူတဲ့အကြောင်းလေးကိုရှူတူတူဂျူဂျူမသိစေနဲ့ဒါကတော့ပထမတစ်လုံးပါနောက်ထပ်တစ်လုံးဒါလေးကလက်ကလေးဒီနောက်မှာလေးအိမ်ခေါမိုးလေးသူ့ရဲ့အောက်မှာမြေကြီးအောက်မှာပစက်ပအဲ့တော့ လက်နဲ့အမိုးရဲ့အောက်ကမြေကြီးတွေကို အပေါက်သေးလှင့်ပစ်မယ်။ဒါသည် စုတဲရူးဆိုတဲ့လှင့်ပစ်တဲ့ခန်းကြီး။လက်နဲ့အမိုးအောက်ကမြေကြီးတွေကို အပေါက်သေးလှင့်ပစ်မယ်။စုတဲရူးလှင့်ပစ်တာ။ဘာလို့လှင့်ပစ်ရတာလဲဆိုရင် ရှာလို့ရှာလို့တခုခုလက်သေးကိုရှာသွားလို့အဲ့လိုမျိုးရှာသွားလို့လှင့်ပစ်မှာ။ရှာသူရဲ့အောင်ရောင်မိက ပြန်ပြောမယ်နော်။လက်နဲ့ အမိုးအောက်ကမြေကြီးတွေကို အပေါက်ထဲလွင့်ပြင်မယ်။စူတဲရုလွင့်ပြတာ။ဘာလို့လွင့်ပြရတာလဲဆိုရင်ရှာလို့သူရဲ့အုံယော်မိကရှာနှလုံးရှိသွားပြီနော်။နောက်တစ်တလုံး။ကဲဒီဟာလေးကလက်ကလေးဒီနောက်ကဟာလေးကတော့မွရင်းသေးပဲကတော့ဂျီဝင်တာမဟုတ်ဘူးနော်။မွရင်းသေးပဲကတက်တက်ရှိတယ်။မတက်ကြီးကဂျီလေးကိုပဲအင်္ဂလိပ်အခ္ခရာဂျီလေးကိုပဲမူတည်ပြီးပြောလို့ပါ။အဲတော့လက်နဲ့ဂျီဝင်နေတဲ့သူတွေကိုလေဥဆုပ် ထုမှာရိုက်မှာထုပလိုက်မှာလကားနေလကားခြေဝင်နေကြလို့လေနော်အဲ့တော့ဥစုထုမယ်ရိုက်မယ်လက်နဲ့ခြေဝင်နေတဲ့သူတွေကိုထုမယ်ရိုက်မယ်အေးအားနေရနေသူများလကားနေလိုက်ရိုက်လို့လေဒါနဲ့ခုတ်ခံရအောင်မယ်နော်ဒါသူရဲ့အုံယုံမိကဒါဒါဆိုတော့ဝတ္တိကဒါလို့မှတ်လိုက်တယ်ဒါဒါအလကားနေလိုက်ရိုက်လို့လေဒါနဲ့ထုတ်ခုတ်ခံရအောင်မယ်နော်ဒါပြန်ပြောမယ်နော်လက်နဲ့ခြေဝင်နေတဲ့သူတွေကိုဥစုထုမယ်ရိုက်မယ်အလကားနေလိုက်ရရင်တော့ ဒါနဲ့ခုတ်ခံရအောင်မယ်နော်ဒါသူ့ရဲ့အုံရုံမိက၃လုံးရှိသွားပြီနောက်တစ်လုံးကဲဒါလေးဒီရှေ့ကတော့လက်တည်ရဒီနောက်ကဒီဟာလေးကိုမြင်လို့ရှိရင်လှန်တို့လက်နဲ့တို့ဆိုတဲ့အခြေပဲပါလှန်လက်နဲ့ရဲ့ practically လှန်လက်နဲ့လှန်လက်နဲ့အဲ့တော့လှန်လက်သေးကလေလှန်နဲ့လက်သေးကလှန်နဲ့ဘာလို့မှလဲဆိုရင် ပြစ်ပေါမှာခုနကတော့ကိုယ်ကိုလာရိုက်ပြီဆိုတော့ဒီတစ်ခါကိုယ်ကပြန်ပြစ်တော့မယ်နာခဲတို့ပြစ်ပေါတည် နာခဲရုဖြစ်ပေါက်သည်လက်သေးကလှန်နဲ့နာခဲရုဖြစ်ပေါက်လိုက်တယ်ဘာလို့လဲဆိုရင်လေအတင်းတိုးနေလို့နောက်ကနေပြီးတော့တိုးသူ့ရဲ့အုံယောင်မီကတိုးလက်သေးကလှန်နဲ့နာခဲရုဖြစ်ပေါက်လိုက်တယ်ဘာလို့ဆိုရင်အတင်းတိုးနေလို့တိုးလေးလုံးရှိသွားပြီနော်နောက်ထပ်တစ်လုံးကဲဒီခန်းကြီးလေးရှိကတော့ထုံးစံတိုင်းပဲလက်ခန်းကြီးဆိုမှတော့လက်နဲ့ လက်နဲ့ပတ်သက်တဲ့ radical ဆိုမှာတော့လက်ပါမှာပေါ့နောက်ကဒါလေးကိုမြင်အခွန်လို့မျိုးလုံးထဲမှာမြင်ထားဗဒေကြီးတို့ N5 တုံးကတင်ခဲ့ရတဲ့လေွယ်လေးရဲ့အောက်သေးတီကိုခြုံထွက်သွားတဲ့ဟာလေးအဲ့တော့လက်နဲ့အခွန်လေးကိုလေအိုစုဖိမယ်နှိမ့်မယ်ဖိကြည့်မယ်နှိမ့်ကြည့်မယ်တွန်းကြည့်မယ်ဖိကြည့်မယ်နှိမ့်ကြည့်မယ်တွန်းကြည့်မယ်လက်နဲ့လေအခွန်လေးကိုဖိကြည့်မယ်နှိမ့်ကြည့်မယ်တွန်းကြည့်မယ်ရွှေအိုးလေးများဖြစ်နေမလားလို့အိုးသူ့ရဲ့အုံယုံမီကရွှေအိုးလေးများဖြစ်နေမလားလို့လက်နဲ့အခွန်လေးကိုမြင်လိုက်တာနဲ့ ဖိကြည့်မယ်နှိပ်ကြည့်မယ်တွန်းကြည့်မယ်ရွှေအိုးလေးများဖြစ်နေမလားလို့ကဲဒါကတော့ဒီနေ့ရခန့်ကြီး၅လုံးကိုတော့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဟိုဒီရှိနောက်တစ်ခေါက်၅လုံးစလုံးကို revision တစ်ခေါက်ပြန်ပေးပါမယ်လက်နဲ့ကြိုက်နေတာကိုကောက်ယူမှာဟီတို့ကောက်ယူတာကောက်ယူတာကိုလေရှူးတူတူဂျူးဂျူးမသိစေနဲ့ရှူးရဲ့ဂျူးရဲ့အုံယောင်မိကနောက်တစ်ခုလက်နဲ့အမိုးအောက်ကမြေကြီးတွေကိုအပေါက်သေးကိုလှင့်ပြမယ် ဘာလို့လဲဆိုရင်ရှာလို့လှင့်ပြတာကစုတဲတို့လှင့်ပြတာသူရဲ့အုံရောမီကရှာနောက်တစ်ခုလက်နဲ့ခြေဝင်နေတဲ့သူတွေကိုလေဥစထုမယ်ရိုက်မယ်အလကားနေရိုက်လို့လေဒါနဲ့ခုတ်ခံရအောင်မယ်နော်သူရဲ့အုံရောမီကဒါဒါပေါ့နော်ဒါမဟုတ်ဘူးဒါနောက်တစ်ခုလက်သေးကလှန်နဲ့လေနာခဲတို့ပြစ်ပေါက်လိုက်မယ်ငါ့ကိုခဲနဲ့လာထုလို့ပြစ်ပေါက်လိုက်တာနာခဲတို့နာကိုခဲနဲ့လာထုလို့ပြစ်ပေါက်လိုက်တာနာခဲတို့ပြစ်ပေါက်တာ ဘာလို့ပြပွားရတာလဲဆိုရင်အတင်းတိုးနေလို့တိုးလက်လေးနဲ့နောက်ကအခွန်လေးကိုဖိကြည့်မယ်နှိပ်ကြည့်မယ်တွန်းကြည့်မယ်အိုစုအိုစာအဲလို့ဖိတာနှိပ်တာတွန်းတာရွှေအိုးလေးမြန်ဖြစ်နေမလားလို့အိုးသူ့ရဲ့အုံယုံမိကဒါဆိုရင်ဒါလက်တဲဟန်နဲ့ပတ်သက်တဲ့ဝဒကြီးတို့ခန်းကြီးငါးလုံးပေါ့နော်နောက်ထပ်ကြံပါသေးတယ်နောက်ထပ်ကြံတဲ့ခန်းကြီးတွေကိုလည်းနေတိုင်းနေတိုင်းဆက်ပြီးတော့တင်ပြီးနိုင်ဖို့စူးစမ်းကြည့်ပါမယ်ရှင်ဝဒကြီးကတော့အခုကတော့ပထမအဦးဆုံး ဒီခန်းကြီးမွေးရင်ခန်းကြီးစကလုံးတွေကိုအရင်မှတ်ပေးပါတယ်။ဆောင်းမွေးနာနီးလို့တကယ်လို့များတကယ်လို့များနော်အချိန်ရခဲ့တည်ရှိတော့မိခေါဟောင်းထဲမှာပါတဲ့တွဲလုံးလေးတွေကိုတက်နိုင်တလောက်လုတ်ပေးဖို့တော့စဉ်းစားထားပါတယ်။အဲတော့ဒီဗီဒီယိုလေးတွေကကိုတက်တကယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ဝတ္တရှိကိုကွန်မန့်မှာမန့်ပေးခဲ့လို့ရပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေကိုထပ်ထပ်ပြီးတင်ပြီးဖို့အတွက်ပြင်ပေးပါမယ်။ကဲဒါဆိုလို့ရှိရင်ဒီနေ့ညလေအချိန်9မိနစ်လောက်နဲ့ခန်းကြီး9လုံးရအောင်ချက်ပြီးတော့ထိကြတော့နော် じゃあ、バイバイ。またね、おやすみ。